လူတယောက်ဒုက္ခရောက်ပြီလို့ပြောတော့ဒီလူကမလုံးတင်တာတွေလှုပ်တာကိုဒါကြောင့်မို့အပြစ်ရောက်တယ်လို့ပြောတာဒါပေမဲ့လောကလူတွေပြောလို့မရှိတဲ့စကားတစ်ခုရှိတယ်ပါတော့လုံးတင်တာမလုံးလို့ဆိုတာမျိုးချက်တိတ်ပဲပြောမလုံးတင်တာလုံးလို့ပဲပြောတာများတယ်เนาะအဲ့ဒီနှစ်ခုကအကျိုးတူတူပဲ မလုံးတဲ့နာလုံးရင်လည်းအပြစ်ရောက်တယ်လုံးတဲ့နာကို မလုံးဖဲနေလို့ရှိရင်လည်းအပြစ်ဖြစ်တယ်တော့စာပေကျမ်းကမှာတော့အဲ့ဒါလေးကိုရေးထားတာရှိတယ်ပါဠိစာပေမှာအကတ္တဘကရဏဝိယကတ္တဘကရဏပိဒောသောယေဝတဲ့သူပြောတဲ့စကားလုံးက အကတဝဆိုမလို့တဲ့နာကိုကရဏလှုပ်တာဟာမလို့တဲ့နာကိုလှုပ်တာလို့ပဲတဲ့ကတ္တပကရဏပိကတ္တပအကရဏပိလှုပ်တဲ့နာမလှုပ်တာဟာလည်းပဲတောတော်ရေဟောအပြစ်ပဲလူတွေကတရားဟုတ်သူပြစ်တယ်မလှုပ်တဲ့နာလှုပ်တာပဲပြောတယ်လှုပ်တဲ့နာမလှုပ်ဘူးဆိုရင်တော့တိတ်မပြောကြဘူးမမြင်ကြဘူးပေါ့နော် လူတယောက်ဆင်းရဲနေတယ်လှုပ်တင်တာမလှုပ်လို့လည်းဖြစ်တယ်မလှုပ်တင်တာလှုပ်နေလို့လည်းဖြစ်တယ်မလှုပ်တင်တာလှုပ်ထားလို့တော့လူကအသိတယ်လှုပ်တင်တာကိုမလှုပ်ဘဲနေတာကြတော့သိမသိဘူးအဲ့ဒီနှစ်ခုကတူညီသောဆိုးကျိုးကိုဖြစ်ပေါ်စေတယ်လို့ဆိုလိုတာပေါ့နော်အကျိုးမရတာကောင်းညွှန်ချက်မရနိုင်ဘူးအဲ့ကြောင့်မို့ မြတ်စွာဘုရားတရားတော်တွေကိုသိချနိုင်မသားပြီးတော့လှုပ်တင်တာလှုပ်ခြင်းနဲ့မလှုပ်တင်တာကိုရှောင်ခြင်းဆိုတဲ့ဒီနှစ်ခုဟာဆိုက်ပိုင်ဆက်ပဲရှင်တွဲပြီးသွားနေရမယ့်ကိစ္စတစ်ခုပဲကိုယ့်ဘဝမှာဆိုက်ပိုင်ဆိုက်ဟိုဘက်ဒီဘက်တစ်ဖက်ကမလှုပ်တင်တာကိုရှောင်မယ်တစ်ဖက်ကလှုပ်တင်တာကိုလှုပ်နေရမယ်ဒီနှစ်ခုကသွားနေရမှာပဲအမြဲတမ်း